ဖလာ20ရဲ့ Venture FN ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒီနေ့တော့စစ်ကောင်စီရဲ့ထိထားပြူဟာစခန်းကိုတိမ်ပိုင်ပြူဟာမှုတည်ဆုံပြီးလက်နက်ခဲယံတင်ဆက်ရမိတဲ့သတင်း။တပိတ်ချင်းမြို့နယ်မှာလေကြောင်းတိုက်ခိုက်မှုကြောင့်24ဦးတည်ဆုံပြီး30ဦးထိခိုက်ဒဏ်ရာရတဲ့သတင်း။ KNF ပြူဟာရီနဲ့ပူပေါင်းပြီးရှမ်းပြည်မှာအရှေ့ချနိုင်ဖို့လှုံ့ဆော်သွားမယ်လို့ SSNDF KNF စစ်နီးပြူဟာမှုပြောတဲ့သတင်းတွေအပါအဝင် Federal FN ရဲ့နေစစ်သတင်းတွေကိုကြားရမှာပါ။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာလီနယ်မြေထဝယ်ခရိုင်ထိုင်းမြန်မာနယ်စပ်မှာစီအရာအရေးပါတဲ့စစ်ကောင်စီရဲ့ချီထားပြူဟာတပ်ကိုအပိတက်သိမ်းပိုင်နိုင်ခဲ့ပြီးစစ်ကောင်စီဘက်ကပြူဟာမှုတည်ဆုံခက်ကလက်နက်ခဲအများအပြားသိမ်းဆည်းရမိရဲ့လို့ Food for Federal Democracy FFD တောင်းခံအအောင်က Federal Fund ကိုပြောပါရယ်အစပန်စခန်းတိုင်းတိုက်ပွဲကိုကရင်အမျိုးသားလူမျိုးရေးတမတော် KNLA တမဟာလီရဲ့ဦးဆောင်မှုနဲ့ Food for Federal Democracy FFD တပ်ဖွဲ့ PDF ရေဘော်ရုံနဲ့တမဟာဒရုန်းတင်နှံများပူပေါင်းပြီးမနေ့ April 19ရက်နေ့ညနေ9:00နာရီခွဲအချိန်မှာတိုက်ခိုက်သိမ်းပိုင်းနိုင်ခဲ့ပါတယ်။ FFD ကဒရုန်းတင်နှံသားတွေကိုပထမတင်ကြားမှုအပြီးမှာမြေပြင်လက်တွေ့ဝင်ရောက်တိုက်ခိုက်ပြီးသိမ်းပိုင်းနိုင်ခဲ့တာဖြစ်ပြီး FFD တပ်ဖွဲ့တစ်ဖွဲ့အနေနဲ့နောက်ထပ်တခြားဒေသတွေမှာပါရဲဘော်တပ်တွေစုဆောင်းနေတာဖြစ်ပြီး drone နဲ့ဖြစ်စေ၊နှီးပညာရည်နဲ့ဖြစ်စေတက်ကြွန်ထားတဲ့အသက်ပညာရည်နဲ့ဖြစ်စေ၊မြေပြင်ချီမုံရေးအနေနဲ့ဖြစ်စေ FFD နဲ့တစ်ဖက်ထဲပါဝင်ပြီးတော့ဆက်အလာရှင်ကိုတော်လှန်ပြီး Federal Democracy ပြည်ထောင်စုကိုအတူတည်ထောင်ချင်မှာက FFD ရဲ့လူမှုကွန်ရက်ဆန်မျက်နှာမှာရဲဘော်တိလာရောက်ရှောက်ထားလို့ရတယ်လို့ဆိုပါရယ်။ မန္တလေးတိုင်းဒေသကြီးတပိတ်ကျင်းမြို့နယ်ရှိရေထွက်ကြီးဝါကိုစစ်ကောင်စီတပ်က Just Fighter လေးရင်နဲ့မနေ့နေ့လယ်လောက်ကပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလိငယ်အပါဝင်အရက်သား24ဦးသေဆုံးခဲ့ရပြီး30ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ပြည်ဦးလွန်ခရိုင်ပကဖာရဲ့ပြန်ကြားရေးတာဝန်ခံသူကဖိုင်ဖုန်ကိုပြောပါတယ် အဆိုပါစစ်ကောင်စီရဲ့ Just Fighter လေးရင်ကမိတ်ချီလာလေးတပ်ကနေတက်လာခဲ့တာဖြစ်ပြီးပေါင်နေရပုံနဲ့နှလုံးကြက်ချတက်ခတ်ခဲ့တာဖြစ်ပြီးစစ်ကောင်စီရဲ့လေကြောင်းတက်ခတ်မှုကြောင့်အရက်သားနေအိမ်25လုံးခန့်မိလောင်ပျက်စီးခဲ့ရတယ်လို့လည်းသိရပါဗျ။ပြီးခဲ့တဲ့ April 16ရက်နေ့တုန်းကလည်းတပိတ်ချင်းမြို့နယ်ရှိလိတ်ကျဂျီဝါကိုစစ်ကောင်စီတပ်က Just Fighter နဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာကြောင့်အရက်သား၁၂ဦးသေဆုံးခဲ့ရပြီး၃ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ရှမ်းပြည်တော်ပိုင်းအခြေစိုက်တပ်ဖွဲ့တွေက ကရင်အမျိုးသားများကာကွယ်ရေးတပ်ခင်ဂျက်ဖျူဟာကိုရဲ့ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF ခင်ဂျက်အဖြစ်ပူပေါင်းသွားပြီးအခြားခင်ဂျက်ဖျူဟာရနယ်လက်တွဲပြီးရှမ်းပြည်မှာအခြေချနိုင်ဖို့လှုံ့ဆော်သွားမယ်လို့ SSNDF ခင်ဂျက်စင်နီဘူဟာမူဖူခွာကဖရဖန်ကိုပြောပါရယ် ရှင်းပြည်တော်ပိုင်းအခြေဆိုင်တပ်ဖွဲ့ဖြစ်တဲ့တထောင်ရှစ်တရင် SSRY တထောင်၅တရင် SSPDF ရှင်းပြည်တော်ပိုင်းဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU နဲ့အထူးစစ်စင်ရေးဒရုန်းတပ်ဖွဲ့ SODF လေးဖွဲ့က KNTF ပြည်စစ်ရေး COC အမိတ်ဘေးကုကဲမှုစနစ်နဲ့တိုက်ပွဲဝင်သွားမယ်လို့ဒီနေ့မှတပ်ဖွဲ့အသီးသီးကထုတ်ပြန်လာပါတယ်။တရင်တွေအကုန် KNDF နဲ့ပူးပေါင်းတာဖြစ်ပြီး SSNDF KNDF တရင်တရားတင်တရင်တရားနေနဲ့တရားတော်အနေနဲ့ ပြောင်းလဲဖွဲ့စည်းထားတယ်လို့ KNDF ကထုတ်ပြန်ထားပြီးဗျူဟာကူကိုဖွဲ့စည်းခဲ့ပြီး SSNDF KNDF စစ်တပ်နယ်စစ်ဘက်ကလည်း PKR April 9ရက်နေ့ကပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ SSNDF KNDF မှာပူပေါင်းလာတဲ့1800သိန်း SSRY နဲ့1500သိန်း SSPDF ကအမျိုးသားညီညွတ်ရေးအစိုးရ NGO ကကွယ်ရေးဝန်ကြီးဌာန COC အောက်ကနေသိန်းပြတ်အပ်ပြီးနှုတ်ထွက်ထားတဲ့တပ်ဖွဲ့တွေဖြစ်ပါတယ်။ ရှမ်းဂရင်းနက်ဆက်မူပင်မျိုးမှာဒီနေ့မနက်အချိန်စကောက်စီတက်ကစစ်တောင်းထလာပြီးတော်လင်ရေးရဲဘော်တို့နဲ့ချီတွေ့တိုက်ပွဲဖြစ်ပြီးနောက်အတီနာကတဆောက်ခဲ့ပြီး Just Fighter နဲ့ဇီနဲ့ထောက်တိန်တက်ခိုက်ခဲ့တယ်လို့ဒီတာခန်တူက Forever ကိုပြောပါရယ်စကောက်စီတက်က Just Fighter နဲ့ပေါင်900ပုံ6လုံးတက်ချတက်ခိုက်ခဲ့ပြီးဆက်တနက်တွေနဲ့ပါပြစ်ခတ်တက်ခိုက်ခဲ့တဲ့အပြင်လက်နက်ကြီးနဲ့ပါ10ကြိမ်ထက်မနည်းပြစ်ခတ်တက်ခိုက်ခဲ့တယ်လို့လည်းသိရပါရယ်အဆိုပါစကောက်စီလင်းချောင်းတက်ခိုက်ရာဟာ စစ်မြေပြင်ဖြစ်တဲ့မူပြင်းမျိုးထက်ကိုတိုက်ခိုက်ခဲ့တဲ့အတွက်နေအိမ်အပြည့်စီတိတိကျကျမတိရဘူးလို့လည်းသိရပြီးစစ်ကောင်စီတဟအင်အားတရာခံလောက်တဲ့ဒီနေ့မနေ့9နိုင်ဝင်ကျင်လောက်ကမူပြင်းမျိုးထက်ကိုစစ်ကြောင်စားထိုးလာခဲ့တာဖြစ်ပြီးတော်လန်ရေးရဲဘော်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကစစ်ကောင်စီဘက်က15ဦးထက်မနည်းပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးအထိနာရာကြောင့်ခမာရလင်းနေတဲ့သက်ခံတွေကို ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ရှမ်းတောင်စစ်တီတာအမတ်တစ်ဗျူဟာကထုတ်ပြန်ထားပါတယ်။ ချောင်းသားလက်ရုံတက်တော့ SAF မနစ်ဧပြီလ16ရက်နေ့ကချောင်းသားတက်ဦး SF တီထောင်လိုက်ပြီးချောင်းသားတမကထက်ပိုတဲ့နိုင်ငံရေးဦးဆောင်မှုပေးနိုင်ဖို့တက်ဦးတီထောင်တာဖြစ်တယ်လို့ SAF ရဲ့ဘဟုကော်မတီဝင်ကိုမင်းဟန်ချက်ကဖရဖန်ကိုပြောပါရယ် SAF ကိုရင်ခုအခြေစားတက်သူချောင်းသားတမကများတက္ကသများရန်ကုန်ကနိုင်ငံရေးဥဆောင်မှုပေးတာဖြစ်ပြီးအရေးပေါ်ညီလာခံရဲ့ဆွေးပြချက်အရကျောင်းသားသူနဲ့ဝေးကွာလာတဲ့အတွက်တက္ကသများရန်ကုန်ကို ပြီးခဲ့တဲ့ဧပြီလ18ရက်နေ့မှာအပိတားဖြတ်သိမ်းခဲ့တယ်လို့သိရပါဗျ။တာကတ်များရန်ကုန်ကိုဖြတ်သိမ်းပြီးနောက်ပိုင်းចောင်းသားတပ်ဦးကိုတီထောင်လိုက်တာဖြစ်ပြီး တက္ကသမြန်ရန်ကိုအဖွဲ့ဝင်မှကြန့်ရှိနေတဲ့သမဂ္ဂတွေကတော့မဖြတ်သိမ်းဘူးလို့သိရပါတယ်။တက္ကသမြန်ရန်ကိုက2023ခုနှစ်မတ်လ33ရက်မှာတည်ဆောင်ခဲ့ပြီး SEF ကိုတော့2023ခုနှစ်ဧပြီလ19ရက်နေ့မှာစတင်တည်ဆောင်ခဲ့တယ်လို့သိရပြီး SEF ကရခိုင်ပြည်နယ်မှာအခြေစိုက်ပြီးစကိုင်းမကွေးနဲ့ရခိုင်မှာစစ်စင်ရေးတွေပြုလုပ်လက်ရှိတယ်လို့သိရပါတယ်။ဒီနေ့ဧပြီလ20ရက် Federal FN ရဲ့နေ့စဉ်သတင်းတွေကိုကြားခဲ့ရတာပါကျမဇူဇူပါရှင်